ချမ်းသာကြွယ်ဝတဲ့သူအောင်မြင်ကြီးပွားထိုးထက်နေတဲ့သူစိတ်ချမ်းမြေ့တဲ့သူလူတွေကအလေးစားခံရတဲ့သူတယောက်ဖြစ်ချင်ပါလားအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ခု rule လေးတစ်ခုကိုပြောပြမယ်အဲ့တော့အဲ့ဒီ rule လေးခုကိုဒါလိုက်နာမယ်ဆိုလို့ရှိရင်တော့တို့ခုနလိုချင်တဲ့ဘဝကိုရလိမ့်မယ်เนาะပြီးတော့အဲ့ဒီ rule ကလည်းလူတိုင်းသိပြီးသားเนาะအဲ့တော့တစ်ကဘာလုံးဒီပါလေးသိပြီးသား rule ဖြစ်တယ် နော်ဒါပေမဲ့ကျွန်တော်ကအရေးကြီးလို့နော်ဒီ rule လေးကိုကျွန်တော်ပြန်ပြီးတော့မှမျှဝေတာပါပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဲ့ rule ကဘာလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်ဘာလဲဆိုတော့80 20 rule ပါโอเคကျွန်တော်ကကြည့်မယ်ဆိုလို့ရှိရင်เนาะအဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်ကိုက relationship တစ်ခုเนาะ relationship တစ်ခုကောင်းကျင်နေဆိုလို့ရှိရင်เนาะကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ အဲ့တော့80%ပေးပါနော်80%ပေးပါ20%ပဲယူပါနော်အဲ့တော့ကို80%ပါလောက်အောင်မှာလဲပေးရမှာနော်အဲ့တော့ဘာတွေကိုပေးလို့ရမှာလဲကိုယ်နဲ့ပေါင်းနေတဲ့သူကိုယ်နဲ့အတူတူရှိနေတဲ့သူပေါ့နော်အဲ့တော့ပြီးပြီဆိုမှ20ရာခိုင်နှုန်းပဲယူပါအဲ့တော့ကျွန်တော်ကြည့်ကြည့်ပါ relationship မကောင်းတဲ့သူတွေနော် relationship မကောင်းတဲ့သူတွေကဘာလို့လဲဆိုတော့ကိုကယူဖို့ပဲစဉ်းစားတာ သူ့ဆီယံနေဘာတွေယူရင်ကောင်းမလဲသူ့ဆီယံနေကဘာတွေရအောင်မအောင်လဲကျွန်တော်စဉ်းစားတယ်ပေးဖို့ကျွန်တော်20ရာခိုင်နှုန်းမယ်တော့ကျွန်တော်တို့ဒီပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတည့်တဲ့အတိုင်းပဲချစ်ချင်းပြတာပေးတဲ့အခါမှာကျွန်တော်တို့ကဟာလာအချိန်တွေကျွန်တော်တို့ပေးတာရှိတယ်ငွေတွေကျွန်တော်တို့ပေးတာရှိတယ်နောက်စကားကောင်းလေးတွေကျွန်တော်တို့ပြောပေးတာရှိတယ်လက်ဆောင်ပန်းနာပေးတာရှိတယ်နော်ဒါဒီကျွန်တော်တို့ကဘာလဲဆိုတော့ပေးတာပါအဲ့တော့80ရာခိုင်နှုန်းပေးပါ20ရာခိုင်နှုန်းပဲယူပါ โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ပါလဲဆိုတော့ချမ်းသာကြွယ်ဝမှုပါနော်အဲ့တော့ချမ်းသာကြွယ်ဝခြင်းလည်းဆိုလို့ရှိရင်လည်း AD 20 law ကိုကျွန်တော်တို့ယူလို့သုံးလို့ရပါတယ်အဲ့တော့ AD ဒီပါလဲဆိုတော့ကျွန်တော်တို့က habit ပါနော်အဲ့တော့အလေးအကျင့်အလေးအထပါနော်အဲ့တော့ငွေကြေးကိုစုဆောင်းတဲ့အလေးအကျင့်အလေးအထ เนาะအဲ့တော့ရလာတဲ့ငွေတွေကိုပြန်လည်ပြီးတော့မှယင်းနေမြုံနံတဲ့အလေအထနော်ဒါသည်ပါလို့ဆိုတော့ကျွန်တော်တို့က habit ဒီ80ရာခိုင်နှုန်းရေးကြည့်ပါတယ်အဲ့တော့20ရာခိုင်နှုန်းကတော့သင်ချာညံပေါ့ math ပေါ့အဲ့တော့ကျွန်တော်တို့ကဟာတွတ်တက်ချက်တက်မှနော်ဉာဏ်ပညာသင်ချာညံတာအားကြီးမြင့်မှနော် logic smart ဖြစ်မှချမ်းသာကျွဲဝတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကအလေးအကျင့်အလေးအထဒီပါလဲဆိုတော့ အဲ80ရာခိုင်နှုန်းကျွန်တော်တို့အရေးကြီးပါတယ်။နောက်တစ်ခုကကျွန်တော်တို့ကစကားတွေပြောတဲ့အခါမှာလေသူတို့က80ရာခိုင်နှုန်းကဘာလို့ရမှာလဲဆိုတော့ listen လောက်ပါ listening မှာ20ရာခိုင်နှုန်းကိုပဲကျွန်တော်တို့ဘာလို့ရမှာလဲဆိုတော့ပြောရမှာနောက်20ရာခိုင်နှုန်းမှပဲပြောပါ အဲ့တော့ကျွန်တော်ခဏကျွန်တော်ခဏနာပြောလိုပဲအဲ့ကျွန်တော်ကနားနှစ်ဖက်ပါတယ်ပါဇက်တစ်ပေါက်ပဲပါတယ်ပြောချင်တာကမြန်မြန်နားထောင်เนาะနည်းနည်းပဲပြောဒါဆိုလို့ရှိရင်ကိုကလူတွေနဲ့လည်းအဆင်ပြေလိမ့်မယ်ပြီးရင်ကိုအတွက်လည်းဉာဏ်ပညာတွေလည်းကျွန်တော်တို့တိုးတက်လာလိမ့်မယ်ကျောင်းကကျွန်တော်ပြောတာ80 20အတိုင်းကျွန်တော်သုံးကြည့်ပါနောက်တစ်ခုကတော့ကျွန်တော်တို့ချမ်းမာရေးပါ health ပါ ကျမ်းမာရေးမှာလည်းကျွန်တော်တို့အရေးကြီးတာဒီ80%ဒီကျွန်တော်တို့ကအစားတော့ပါနော်80%ဒီအစားတော့ပါအဲ့တော့20ရာခိုင်နှုန်းကတော့ကျွန်တော်ပါလဲဆိုတော့ exercise ပါအဲ့တော့ကျွန်တော်တို့ကကျမ်းမာခြင်းလည်းဆိုလို့ရှိရင်60ရာခိုင်နှုန်း အစားအသောက်တွေကျွန်တော်တို့ရှောင်ပါကို့အတွက်ကျန်းမာရေးမကောင်းစေတဲ့အရာတွေမစပါနဲ့အဲ့တော့ချို့တွေကပြောကြတယ် hard gym တွေသွားတယ် muscle building တွေလုပ်တယ်တိုးတော်ကျွန်တော်တို့ကမကျန်းမာတဲ့အရာတွေစားနေတဲ့အခါမှာဘာဖြစ်လဲဆိုတော့လူကတော့ခိုင်မာကြက်ဒီခိုင်မာတယ်ဒါပေမဲ့မကျန်းမာဘူးဖြစ်နေတယ်ဒါဆိုကျွန်တော်တို့ကကျန်းမာရေးအတွက်အရေးကြီးတဲ့လောပါပဲအခုကတော့ကျွန်တော်တို့ဘဝမှာတိုးတက်ဖို့ပေါ့ เนาะအဲ့တော့တိုးတက်ဖို့ဆိုလို့ရှင်လူတော်များဟာငါစာအုပ်တွေအများကြီးဖတ်မယ်လေလာသင်မှုတွေအများကြီးလုပ်မယ်ဟောမဖြစ်မနေလုပ်မှာတကယ်တမ်းကြတော့ကျွန်တော်တို့က80ရာခိုင်နှုန်းကနားလည်အောင်လုပ်ရမှာเนาะအဲ့တော့80ရာခိုင်နှုန်းကနားလည်လာဒီနားလည်အောင်လုပ်ရမှာ20ရာခိုင်နှုန်းဒီကျွန်တော်တို့ကဟလာစာဖတ်တာเนาะသင်တန်းတက်တာ ော့ပြောချင်တာဒီကျွန်တော်ဘာလဲဆိုတော့ကို20ရာခိုင်နှုန်းလေ့လာထားတဲ့အရာကို80ရာခိုင်နှုန်းနားလည်အောင်လုပ်အောင်ပါဒါမှသာနေကျွန်တော်ဘာဖြစ်မှလဲဆိုတော့ကိုယ့်ရဲ့ဘဝကတိုးတက်လာမှာအဲ့တော့အခုကျွန်တော်ပြောမယ်80 80 20ကိုအခုပြောတဲ့ area တွေမှာကျွန်တော်တို့တုံးကြည့်ပါเนาะတုံးကြည့်ပါအဲ့ဒီ time practice လုပ်ကြည့်ပါကိုယ့်ဘဝမှာချမ်းသာကြွယ်ဝမှုတွေရလိမ့်မယ်စိတ်ငြိမ်းချမ်းမှုတွေရလိမ့်မယ် relationship ကောင်းလိမ့်မယ်အောင်မြင်မှုတွေရပါလိမ့်မယ် ဒီကြောင်တွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီဂျိုးရုံစုံရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုတို့ဂျိုးရုံစုံရရလေဆိုလို့ရှင်တော့ထုံးစံတိုင်းမှာ comment မှာ yes လို့ရေးပြပါဒီဗီဒီယိုအဆုံးဖြောင်းကြည့်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်မှာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ